ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ Netflix ဆိုတာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုကျွန်တော်ဖျက်ပြမယ့် tutorial ကတော့ size ဆရာမောင် in အုတ်ကန်ရေးသားထားတဲ့ညာဦးဆိုတဲ့ tutorial ကိုဖျက်ပြမှာဖြစ်ပါတယ်နားဆင်ခင်စားပေးကြပါခင်ဗျာညာဦးပြမတစ်ခုကိုအများတစ်စင်းစူးစူးနေနေစိုက်ဝင်ရင်းမှာကျန်းကျင်တော်များပြည့်တမားနဲ့လေးညို့ကောင်းကောင်းသာမကပါဘူး ညာတန်ကလည်းဖြောက်ဆင်းဖို့လိုအပ်ပါတယ်။အကယ်၍များများဖြစ်သူကညာဥကောက်ကလေးကိုရွေးချယ်မိခဲ့ရင်ပြက်မှတ်ကို ထိဖို့ရမလွယ်လာပါဘူး။တက်တိုက်ဆိုင်ဆိုင်ထိခဲ့သည်ရှိတော်လဲစူးစူးနဲ့နဲ့စိုက်ဝင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပါ။ဒါကြောင့်ပြက်မှတ်ကိုလွဲချော်သွားတဲ့ညာကလေးတွေပြက်မှတ်ရဲ့ဘိုလ်ချက်ကိုထိပြီးပြုတ်ကျသွားတဲ့ညာကလေးတွေလိုအဖြစ်မျိုးလောကမှာမြင်လိုက်ရရင်အော် ညာဦးလေးကောက်နေပါလားလို့ကျုပ်ကသုံးသပ်မိတတ်ပါတယ်။အဲ့လိုမျိုးအကြောင်းတစုံတရာတိုက်ဆိုင်လာတိုင်းညောင်းညာဦးကောက်ကလေးတွေပါလားလို့ကျုပ်သုံးသပ်မိတာကတော့ကျုပ်ကိုယ်တိုင်ညာဦးကောက်လေးသုံးစင်းနဲ့စုံခဲ့ဘူးလို့ပါ။အဲကျုပ်နဲ့စုံတဲ့ညာဦးကောက်လေးတွေကတော့တင်းခွာညိုအော်မင်းညို့ ကြပြာသွေးဆိုတဲ့လူငယ်လေးတွေပေါ့သူเจ้าရဲ့ဘဝတသက်တာရှောင်းဝမဲ့ခီးကို ပြစ်မှတ်လို့သဘောထားမိဘဆရာနဲ့သူချင်းလေရာပတ်ဝန်းကျင်ကိုများပြစ်သမားလို့တင်စားလိုက်ရင်ကျုံနဲ့ဆုံခဲ့ဘူးတဲ့များတယ်လေသုံးစီးဟာညာဥကိုကောက်နေတာပါဘာကြောင့်လဲဆိုတော့အဲ့ဒီများလေသုံးစီးဟာဘလို့မှပြစ်မှတ်ကိုနစ်နစ်တီတီစိုက်မွေနိုင်တော့ဘူးဆိုတာ ကျောက်ခံမနိုင်လို့ပါပဲကျောက်ကလူငယ်လေးတယောက်ကိုမြင်တိုင်းအရှိန်မီးပြင်းတဲ့လင်းညို့ရဲ့တွန်းအားကိုခံယူပြီးဝိခနဲ့ထွက်လာမယ်များတယ်လေလို့ထင်မြင်ခံစားမိခဲ့တာကတော့တင်းခွာညုံနဲ့စတင်ဆုံးကလေးကဆိုရင်မမားပါဘူးတင်းခွာညုံနဲ့စတင်ဆုံးတော့သူကစီးချောင်းသူဒုတိယနဲ့နှိဝက်တောင်စတင်တက်နေပြီ ကျောက်ကအဝေးပြေးရင်လိုက်တစ်ခုရဲ့ကြီးချက်ရင်မူလေးလေး ။တမီးရ30မြို့ကိုပြန်မှာကားလက်မှတ်မှာခဲ့ခြင်းလို့။အေးလေနာမည်နဲ့စတဲ့ငွေပေးခဲ့ပေါ့။ရင်လိုက်ချင်းဆက်သူတယောက်ရဲ့တာဝန်ထမ်းမှာရင်ရက်နာမှုဖြည့်ရှင်ပေးခြင်း။ရင်လောက်ရင်နောက်လိုက်နဲ့ခရီးတဲ့ရင်မောင်းနဲ့ရင်ဝင်ချိန်ခွက်ချိန်စတာတွေတည်းမကပါဘူး။ခရီးတဲ့တွေသွားလာမှုအဆင်ပြေအောင်ပါလှုပ်ဆောင်ပေးရတော့တင်းခွာညုံနဲ့ကျုပ်စုံကိုစုံဖို့ဖန်လာတယ်။ နောက်ပိုင်းမှာတော့ဆုံပါများပြီးသူနဲ့ကျုပ်ရင်းနှီးလာခဲ့ရဆိုတော့ရင်းနှီးပြီးနောက်ပိုင်းမှာကျုပ်တိလာခဲ့ရတာကတင်းခွာမျိုးရဲ့စအူဘဝရည်မှန်းချက်ကဆရာဝန်မဟုတ်ဘူးတရားသူကြီးဖြစ်ချင်တာတဲ့တင်းခွာမျိုးပြောပြချက်အရသူ့အလဲရန်ကိုစတက်တဲ့နေ့မှာ သူ့ဘာတွေကအမှုအမွေမှုဖြစ်တဲ့ဖြစ်ပုံကဘိုးဘွားပိုင်အမွေဖြစ်တဲ့ခြံွက်ကို မွန်မားရဲ့အမွေလူချရင်ငင်းခုံရကတရားရုံရောက်သွားရတဲ့အဖြစ်တည်းလီလီရဲ့တမိခွဲလောက်ကြမှာအမှုပါပြတ်တယ်အမှုပြတ်တယ်သာပြောတာပါငားလိုက်ရတဲ့ရှိနေတွေတက်ရတဲ့ရုံချင်းစီတွေကြောင့်ခြံရောင်းလို့ရတဲ့ငွေကနှစ်ဖက်လုံးကုန်သွားပြီအဲ့နောက်ပိုင်းငါသာပြားသူကြီးဖြစ်ရင်ဆိုတဲ့အတွေ့အကြုံခေါင်းထဲမှာကလိကလိဘိုးဖြစ်လာတာဒါကြောင့်ဘိုးဘိုးပြောပြတဲ့တရားပွင့်အတွေ့အကြုံတွေကိုနားထောင်ပြီးမောင်နှမရင်းနဲ့ကစားရင်တော့ တရလို့တရခက်လောက်တန်းသမီးတော်ကစားတယ်တရားသူကြီးကတော့သမီးပေါ့တိန့်ခွန်ညူကအချင်းရလို့သူ့ငယ်ဘဝအကြောင်းပြောရရင်ညနာလေးကိုရွှင်နေရပဲပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ကားစီးရင်ခုမဲ့ချိန်တွင်မှာဖတ်ဖို့သူ့လက်ထဲပါလာလေးရှိတဲ့စာအုပ်တွေက စေပညာနဲ့ဆိုင်တဲ့စာအုပ်တွေမဟုတ်ဘူးပြည့်မှုမဂ္ဂဇင်းနဲ့မူခင်ချာနယ်တွေဖြစ်နေတဲ့အချက်ပါ ပြောရရင်အမှုဖင်းတွေကိုလိလာလိလာပြီးရင်ဘလို့တမတမက်ချအောင် ဖြစ်ရှင်းလိုက်တာနဲ့အထီရောက်ဆုံးအမြန်ဆုံးဖြစ်မယ်ဆိုတာတွေကို မကြာခဏပြောပြတတ်တဲ့သင်္ခါညူချောင်းအော်မြာဦးလေးကောက်နေပါလားလို့သူ့ကိုကြည့်ရင်ကျုပ်သုံးသပ်မိတာပါအဲ့ဒီမြားကောက်လေးရဲ့တံမိုးကိုကျုပ်ထူးထူးခြားခြားမှတ်မိနေတဲ့အချက်ကတော့ဒီလိုပြတရက်မှာလုပ်ငန်းခွင်အစည်းအဝေးတစ်ခုကိုကျုပ်တို့ကအခန်းဝန်းထဲမှာလုပ်ကြတယ် တက်ဆိုင်ရာစီပင်အသားယာဝင်တန်းတွေပါတယ်ရေပိုင်ရှင်နဲ့ရေမောင်းတချို့လည်းပါတယ်အစီဝေးလောက်ရခြင်းကကာဝင်းကိုကာရန်ထားတဲ့အုပ်တတိုင်းမှာစာနဲ့အယုတ်တွေရေးချစ်ခံရတဲ့ကိစ္စကြောင့်ပါပထမပိုင်းမှာတော့စာနဲ့အယုတ်တွေရေးချစ်ခံရတာကျုပ်တို့ကရေနဲ့ဆေးတင်ဆေးတယ်ဆေးချက်တုတ်တင်တုတ်တယ်ခက်တာကအချိန်ချင်းဆိုတော့ဘာလို့ရရင်ကောင်းမလဲဆိုပြီး အစီဝေးထိုင်ကြလာအစီဝေးမှာတော့ရေးချစ်သူကိုစောင့်ဖမ်းဖို့ ြစ်တဲ့သမတ်ပုစတဲ့အချက်တွေကိုတင်ပြသူကတင်ပြဖြစ်သူကဖြစ်နေအစည်းအဝေးရအချိန်သာကုံရောမုံလုံးကိုစက်ကူကက်ကြပြလို့ဖြစ်နေတယ်။အဲ့ဒီအချိန်မှာဒင်းခွန်ညိုရောက်လာပြီးချုပ်ကိုလူလုံးပြတယ်။ကားလမတ်မာမဲပုံနဲ့ဩနောက်တော့ရက်ဆောက်ချိန်တာသွားပြီးခြေကလေးဆောက်ရင်ချုပ်ကိုလက်ရက်ခေါ်တယ်။ဒါသာချုပ်မနေတာတော့ဘူး။လေးလေးကလည်းတမိချောင်းချိန်အမိပြန်သွားခြင်းလို့ဟာဘူး။အေးပါဒီမှာကလည်းအစည်းအဝေးမပြတ်လို့ပါ။ င်းနေပြီသားအချုပ်ကိုသူစကားပြောပုံပြောပုံလေးကချစ်စရာလေးပါပထမအချုပ်ကြည်ချင်သွားတာပေါ့တကယ်ကလေးလေးလို့ပဲသူပြောလိုက်တာပါလေမိမောင်ဘာတွေဝင်းနေလို့ဒီလောက်ကြားရတာလဲကျောင်းကသူ့အမေစကားကြောင့်ကားလက်မှတ်ဖို့ကြားတဲ့ငွေကိုယူရင်ဖြစ်စဉ်ကိုအချင်းချုပ်တင်ပြမိရဲ့ဒီအချိန်မှာပဲမျက်မှောင်လေးတစ်ချက်ကျုပ်ရင်တမနဲ့ခင်လို့ကျုပ်တို့မဖြေရှင်းနိုင်တဲ့ပြဿနာကိုပေါ့ပေါ့ပါပါလေးသူကရှင်းထုတ်လိုက်ပါတော့တယ် ဟာလေးလေးကလေကွာပချီဆွဲပြီးစာရေးပြီးဆိုကြတဲ့ကသူ့ရေးတာကိုအများမြင်စေချင်လို့လေဒီတော့သူ့ရေးသမားဘသူမှမမြင်ရအောင်အောက်နေရနေရှင်းမှာတစ်ပင်တွေစီပြီးဆိုင်လိုက်ရင်တစ်ပင်တွေကြောင့်အမြင်လဲလာသွားမယ်လေးလေးတို့ရဲ့အုတ်တိုင်းနေရမှာလဲဘသူမှစာလာမရတော့ဘူးပေါ့အပင်ပဲခံလို့ချုပ်လေအဲ့ဒီနေ့ကဆိုရင်ဖြစ်ခနဲ့ပြောပြီးလက်ခနဲ့ထွက်သွားတဲ့သူ့ကြောပြင်လုံးလုံးကလေးကိုငင်းရင်းမဆက်အဟောင်းသားလေးကိုကြံခဲ့တာ နောက်ပိုင်းမှာတော့တစ်ပင်လေးတွေနောက်ကကျုပ်တို့ကာဝင်းအုပ်နေရစီအမြဲလိုလိုတန်တန်ရှင်းရှင်းမြင်နေတာကိုမြင်ရတိုင်းကြုံရတဲ့မြောက်ောက်ကလေးကို ကျုပ်ကတရိယာနေပြီးတော့တာပေါ့သိန်းခွညိုနောက်မှာကျုပ်ထက်တွေ့တဲ့မြောက်ောက်ကလေးကတော့အောမီညိုပါသူကတော့ကျုပ်နဲ့ရင်းနှီးချိန်မှာပြုံးနေစစ်တက္ကသိုလ်ရဲ့ဒုတိယနှစ်သင်တန်းသားပိုလောင်ကလေးပေါ့ သူအကြောင်းဖရက်မှာနေကိုပြန်တိုင်းဘုရားကြီးရောက်တာနဲ့ချုပ်ထံဖုံးဆက်တယ်။သူရန်ကုန်ဘုရားကြီးရောက်ပြီးနေကိုပြန်မယ်ကားလက်မှတ်ချန်ထားပြီးပါတလောက်ပါပဲ။အဲသူရောက်လာပြီးဆိုရင်တော့လိုက်ပါစီးနေရမယ်ကားကိုဆောင်းရင်ချုပ်အနီးမှာထိုင်တယ်။ဘင်းရင်သူနဲ့အတူအမြဲပါလိရှိတယ်လက်တော်လေးကိုထုတ်ပြီးမြေပုံတွေတစ်မျိုးပြီးတစ်မျိုးဆွဲတယ်။သူဆွဲတဲ့မြေပုံတွေမှာမြမပြည်မြေပုံပါတယ်ပြီးရင်အရီတိုင်းမြေပုံ၊ကြားပြည်နယ်မြေပုံစတာတွေကအသေးစိတ်ဆွဲလိရှိပါတယ်။ မြို့နဲ့မြစ်ချောင်းအင်းအိမ်တွေပါထပ်ပုံကစနစ်ကျလုံးတော့သူ့ကိုကြည့်ရင်ကြုတ်စိတ်ထဲမှာလေးစားနေမိတာပေါ့ဒီလိုနဲ့တည့်ရက်မှာသူ့များဦးလေးကောက်နေချောင်းကြုတ်တတိထားမိဖို့ဖန်လာပုံကသူနဲ့သူနယ်ကိုပြန်ရင်ခုံချင်းကက်ထိုင်မိရတာဆလာအဲ့ဒီကဖြစ်ချင်လို့ထောက်ကျက်လမ်းစုံမှာရင်ချောကျက်လုံးလို့ကျုပ်တို့စီရင်ခဲ့တဲ့ကားဆက်ပါရက်ထားလိုက်ရတယ် ဒါကြောင့်ရင်ကျော်ပိတ်ဆို့မှုကိုလမ်းချရင်မခံသားတဲ့အဆုံးကားရည်စီးရတာစိတ်ပြက်လာပြီးတော့အတန်ထွက်ပြီးကျုပ်ညီးမိတယ်။ဒါကိုအနားမှာရှိတဲ့အောမင်းညိုချလိုက်ပြီးငှက်ဆောင်ကြည့်ရတာသူ့မူလများဥလေးကိုလက်ခံရတာ။ဒါများဥရဟောဒီမှာကြည့်။ကျုပ်ကပထမတော့ရင်ကျော်ကြက်မှုကြောင့်ညစ်သွားတဲ့စိတ်ကိုစေးချောဖို့သူညုံရလက်တော့လေးကိုစိုက်ကြည့်မိတာပါ။ဒါပေမဲ့ပုတ်သက်လှရှားသွားတဲ့သူ့လက်ကလေးနဲ့သူ့လက်တော့ရဲ့ဖန်သားမြင်ကိုငေးရင် သူ့စကားတွေထဲမှာကျုံညှို့ပါသွားတယ်။ဒါကဘကူဘက်ကလာတဲ့လမ်းဟောဒီမှာမြောက်ကတကုံကနေရှံကုံမြို့ထဲဝင်တဲ့လမ်းဒါကထောက်ချက်မြို့ကိုပတ်ပြီးပြည်ပက်သွားနိုင်တဲ့လမ်းအဲတင့်ရတင့်ရကားတွေကိုဒီလမ်းကနေခွဲထွက်ခိုင်းပြီးရင်လမ်းစုံမှာစုပုံနေတဲ့ဈေးတွေကိုပလက်ဖောင်းနာကပ်ပြီးနေရာချပေးလိုက်စပါအေးအေးဆေးဆေးကိုဖြစ်သွားစေရမယ် ။အော်မင်းညွာသူ့လက်ကြော်တွေကမြေပုံလေးကိုခြုံလိုက်ချက်လိုက်လုံရင်လောက်ကလည်းဆာရွက်တယ်လို့တွတ်တွတ်ရွတ်ပြတော့ကျုပ်လေးသူ့ကိုငရေငောင်းဝသွားတာ။နောက်တော့သူ့ကိုအကဲဆန်းတယ်လို့သဘောမျိုးနဲ့ကျုပ်ကစကားလိုက်တော့တာပေါ့။ကဲဒါဆိုရင်ရန်ကုန်မြို့ထဲမှာ ကားချမ်းဖြစ်နေတာကိုရောအစမ်းဖြစ်ရှင်းပြပါအောင်။ဒီတခါတော့ကျုပ်မေးခွန်းကြောင့်သူနည်းနည်းတွေ့သွားတယ်။ခဏကြာတော့သူ့ laptop လေးကိုပြင်စကားပြန်စားတယ်။ အဲ့ဒီအတွက်ကတော့အချက်လက်တွေလိုမဲ့ဦးရမြို့နယ်တိုင်းရဲ့ဖြစ်တန်းသွားလာတဲ့ရှင်လိုင်းအခြေအတွက်တွေကားစီရေတွေရုံးစေးကုမ္ပဏီနဲ့စတင်ချောင်းတွေစတာတွေကိုပြည့်ပြည့်စုံစုံတည်ရမယ်အကောင်းဆုံးကတော့ဈေးချူကရုံးချူကကျောင်းချူပိုကားတွေစီစဉ်ပေးနိုင်ရမယ်ဥပမာကျောင်းသားတယောက်ကားတစ်စီးချူပိုတာနဲ့ကျောင်းသားဆယောက်ကိုကားတစ်စီးလုံးဆိုရင်ကိုးစီးစာကားစက်ညံ့မှုလျှော့ပါသွားနိုင်တဲ့သဘောမရှိဘူးလားပြီးရင်ရှင်မောင်းတိုင်းရှင်မောင်းတိုင်း ်အသိပညာပြည့်စုံမှုကလည်းလိုရလေဒီနေရာမှာအသိပညာဆိုတာကဘွဲ့တွေဒီဂရီတွေကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးရှင်စီကံလက်စီကံတွေကိုရင်းနှီးရရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိတိကျကျလိုက်နာတဲ့အသိပညာမျိုးကိုပြောတာပါအဲ့ဒီအချက်တွေဒါပြည့်စုံလို့ကတော့ဥရာရှင်ကျော်ကျက်တဲ့ပြဿနာတွေရာသူ့လိုလိုဖြေရှင်းပြီးတောင်ဖြစ်သွားပါလိမ့်မယ်ပြီးရင်လုံလောက်တဲ့ကပ်ပကင်တွေလည်းလုပ်ပြီးဖို့လိုအပ်တာကျုပ်လေသူ့စကားအစုံမှာသုံးတရားကိုနှမျောမိတယ်လို့ ချက်ကလေးခန်းစားလိုက်ရတယ်။ပြီးတော့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့သူ့ကိုငငယ်ကလေးကလန်ဒန်အင်ဂျင်နီယာပညာရှင်များသင်ပေးလိုက်ရရင်ဆိုတဲ့အတွေ့အကြုံကိုဖျံခနေစက်သိမ်းထားစီတာအမှန်ပါ။အောင်မင်းညုံနဲ့ဆုံပြီးနောက်ပိုင်းမှာတော့ကျုပ်ဟာအများဥကောက်ကလေးတွေကိုမြင်းနိုင်သူနဲ့သင်းခွာညူကိုပို့လို့တတိယမိတယ်။တတိယတိုင်းလည်းဒီလိုအများဥကောက်ကလေးတွေကိုဖျောက်ပီးလိုက်လို့ကတော့ကတော့တော်တော်ကောင်းပါပဲဆိုတဲ့အတွေ့အကထန့်ချက်လိုက်ပါလာပြီး ကျုပ်ရင်မှာဟာတတာကြီးကိုဖြစ်သွားတတ်ပါတယ်။အောမင်းညိုနဲ့တင်းခွာညိုလိုပဲနောက်ထပ်ဆုံးပြစ်တဲ့မြားကောက်ကလေးကတော့ကြပြာသွေးပါ။ဒါပေမဲ့သူ့ရဲ့မြားဥကောက်ပုံကြီးကအဆန်းသာဗျ။ဘယ်ကိုသွားမှလဲ။အုတ်ကံကိုနာမည်လေးပြောခဲ့ပါဦး။ကြပြာသွေးပါ။ဟာလှလိုက်တယ်နပဲ။ဘူဘူပြေးထားတာ။လာပါတဲ့နာမည်လေးရဲ့ဝဲတက်တဲ့စကားသံလေးရဲ့ချောင်း ူ့ကိုတတိထားပြီးကြည့်ပြီးချိန်မှာသူဟာမြန်မာနိုင်ငံသားမဟုတ်မှန်းကျုပ်သိလိုက်တယ်။ပြီးတော့အစာအတော့စားပြီးအမိုက်ပြစ်ပုံသူလိုက်ပါစီနေရမယ်ကာခยีတဲ့များတက်ရမညုံကြချင်းထိုင်ဆောင်နေတတ်ပုံရစနစ်ကြလုံးတော့သူမြန်မာနိုင်ငံသားမဟုတ်ဘူးလို့အတိအကျထုတ်ကောက်ချက်ချမိတယ်။ခတ္တာကသူ့လက်ထက်မှာတပွတပိုက်ခြင်ထားတဲ့စာအုပ်တွေစာအုပ်တွေကဆာယာတက်ကတူဖုံးနိုင်ရတာရော ဆံမခင်ခင်သူဆရာကြီးဆံမကျူဆံမမတ်တီတာစံချောင်းရေးတာတွေရောစုံလုံးလာပါတယ်။ဒါကြောင့်စတင်ပြီးကျုပ်ကဆက်စုတော့တာပေါ့။တိတ်မချပါဘူး။သူ့အကြောင်းပြည့်ပြည့်စုံသိလာရတာကသူကဂျပန်နိုင်ငံသူသူ့အဖေကမြန်မာနိုင်ငံသား။နိုင်ငံခြားသင်္ဘောလိုက်ရင်ဂျပန်မှာကျန်ရည်ရာကသူ့အမေနဲ့အကြောင်းပါတယ်။ဂျပန်မြန်မာအသွေးရောနှောထားပေမဲ့သူ့သွေးကမြန်မာသွေး။ ခုကသူ့အဘိုးအဘွားစီယာမြန်မာနိုင်ငံကို အလဲလာခဲ့တာဆိုတာပါပဲမြန်မာစကားကိုလည်းလည်းဝဲဝဲမပြောတတ်ပေမဲ့ကြပြသွေးရဲ့စကားအရဆိုရင်သူ့စိတ်ကမြန်မာနိုင်ငံကိုချစ်နေတာကြပြအလဲတန်းလောက်တက်တော့ဖိုးဖိုးထံကစားရတယ်လေဖိုးဖိုးနဲ့ဘဘွားကအုတ်ကံအထက်တန်းဆောင်ကအငိမ့်စားဆရာကြီးဆရာမကြီးတွေပေါ့ဖိုးဖိုးကမြန်မာစာသင်ပြီးဘဘွားကသမိုင်းတင်တာတဲ့ စာထဲမှာမိမလေးကိုတွေ့ချင်တယ်မိမလေးရဲ့နာမည်ကိုကြပြားသွေးလို့ပေးထားတယ်ကြပြားဆိုတာပြောချင်တဲ့အကြောင်းအရာတစ်ခုကိုစကလုံးလတ်လတ်လေးတွေနဲ့ကြည်ကြည်လေးလေးဖွဲ့တည်ပြီးပြောသူရဲ့ရှင်ကိုတတိတ်တိတ်စိတ်ဝင်သွားစေတဲ့စာစုတွေးရတော့လူခန္ဓာကိုယ်မှာမရှိမဖြစ်အာဝင်ရင်နဖူးဆန်စားကနေခြေဘွားထိလက်နေတဲ့အရာကြပြားနဲ့တွေးပေါင်းဆက်တွင်း လပ်ပါတဲ့အတွေ့ကလေးပေါ်ပေါက်လာတဲ့မီးရဲဆိုတဲ့ဇာကိုဖတ်ပြီးတော့ဂျပန်နာမည်ကိုဂျပန်နာမည်ကိုစွန့်ပစ်လိုက်တယ်။ခုဆိုကဗျာရဲ့တက်ဝင်နာမည်ကကဗျာသွေး။အဲ့ဒီတော့ကဆိုရင်မျက်ဝန်းတောက်တောက်ကလေးကိုပုတ်ခတ်ပုတ်ခတ်ပြူရင်ပြောနေတယ်။ကဗျာသွေးရဲ့စကလုံးလေးကြားမှာကျုပ်ပြောဝင်သွားခဲ့တယ်။ဒါကြောင့်သူဟာလည်းညာကောက်ကလေးတစည်းပါလားလို့ကျုပ်ယူဆလိုက်မိတယ်။ကျုပ်ယူဆချက်ပို့ပြီးမန်ကန်ဆောင်တိလာရတာက မြန်မာနိုင်ငံမှာခိတ္တနေခိုင်အောက်ကန်နဲ့ရန်ကုန်ကိုမကြာခဏသူဟာကူးလူတယ်။သို့သောမကြာခဏဆိုသလိုကျုံ့ခဲ့ဆုံးဖြစ်ရင်သူ့ထံကကြားရတဲ့စကားတွေကြောင့်ပဲဆိုပါတော့။ကြပြာကွန်ပျူတာနဲ့ကြောင်းပြီးတယ်။ပြီးရင်အလုပ်ဝင်ရမယ်။ဒါပေမဲ့ကြပြာဖြစ်ချင်တာကစိုက်စရာ။ရင်းပါကမြန်မာလူ။မကြောင်းလဲဆိုတော့မြန်မာလူငယ်တွေဖက်စီချင်လို့ပါ။ဒါပေမဲ့ခက်တာကကြပြာမြန်မာလူရေးတာမချောဘူး။ ဘိုး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 ဆိုဖက်လိုက်ကြီးလိုက်နဲ့တတွေးတွေတောင်ထွက်ရောရုပ်ရည်ကလေးကချစ်စရာကောင်းပြီးစကားပြောဟန်ချစ်ငော့ငော့ကလေးကပါဆွဲဆောင်မှုအကောင်းတော့ကြပြာသွေးကောင်းဝန်းနဲ့ရောက်လာရင်ခီးတဲ့အချို့ပါကျုပ်တို့စကားဝိုင်းမှာရောက်လာတတ်တယ်။ဟိုမှာဂျပန်လူငယ်တွေရဲ့လက်ထက်အမြဲလိုလိုရှိနေတတ်တာကစာအုပ်ဒီကလူငယ်တွေကြတော့ဖုန်း ဂျပန်လူငယ်တွေပိုင်ဆိုင်တာကမိတာဟောင်းတွေနဲ့ဒီကလူငယ်တွေပိုင်ဆိုင်တာကြတော့စိုက်ပျိုးလို့ရတဲ့မြေသားတွေကြီးပဲမြေပေါ်မြေအောက်တယံစာတပိုင်ဆိုင်မှုမိုးနဲ့မြေလို့ကွာခြားပါလေရဲ့မြန်မာနိုင်ငံနောက်မှကျန်နေတာဟာစာမဖတ်လို့ပဲလို့ကြပြထင်တယ်ကျုပ်ဟာကြပြသူ့ရဲ့စကားကိုနားထောင်ရတိုင်းသူ့ရင်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာသိပါတယ်အဓိကရှိနေမှာကတော့အားမလို့အားမရဖြစ်နေမဲ့စိတ်တွေပဲဖြစ်မှာပါ ခုဆိုရတုံရခိုင်ဘဘိုးစီမှာမြမစာတွေတင်တယ်ခတ်တာကတီတာရေစင်လို့ပလဲမြက်ရေလို့ပေါင်းဆက်ပြီးရတာမြောက်ဖွဲ့တာတွေကတရတာခတ်နေတယ်ဘဘိုးအပြောကတော့ဒါတွေကမြမရေကိုတောက်မြမမြေကိုနင်းပြီးမှရင်ထဲကစိတ်ထွက်နိုင်တဲ့စကားလုံးတွေတဲ့ဒါပေမဲ့ကြပြခန်းစားရေးဖွဲ့ချင်တာကအဲ့လိုမျိုးတွေဆိုတော့လိုက်လို့မဖြစ်ဘူးဖြစ်နေတာပေါ့ ကျုပ်ထင်ပြောရရင်ကြပြသွေးရဲ့ဆက်ရင်ကမြန်မာမလေးဆစ်ဆင်ဖြစ်ချင်နေပုံပဲဒါဟာသူ့ကိုယ်ထဲမှာနှောနေတဲ့မြန်မာသွေးချောင်းလိုပဲချုပ်ထင်မိတယ်အဆုံးဆုံးကပလင်းပေါ်မှာကတ်ထားတတ်တဲ့မြန်မာတို့မန္တလေးတို့ဆိုတဲ့စလုံးတွေတွေ့ရင် သူ့စိတ်ခံစားချက်တွေပြင်းထန်သွားတဲ့အချက်ပေါ့အဲ့ဒါတွေကိုမြင်မိဖက်မိရင်မျက်နှာလေးရင်းရဲနေသွားတဲ့အထီကို သူကဒေါသဖြစ်တတ်တယ်ကျုပ်ကလားအဲ့ဒီအခါများဆိုရင်သူစိတ်ဆိုးပြအောင်စကားလမ်းကြောင်းတွေပဲလွဲပြစ်လိုက်တာပေါ့ တလောကတော့သူ့စီကဇာလေးတက်ဆောင်လာတယ်။သူမြမပါလေးစစ်စစ်ဖြစ်ချင်တယ်တဲ့။မြမလိုဝစ်ပြီးမြမကုံကိုပြချင်တယ်တဲ့။ပြီးတော့နဲ့နေတဲ့မြမရင်ချေမှုတွေလေ့လာရင်မြမစာကိုလည်းထပ်တည်နေတယ်တဲ့။ခင်နိုင်ရင်မြမလူငယ်တွေရဲ့စိတ်ကိုပြောင်းလဲပေးချင်သေးတာတဲ့။ခက်တာကသူ့စာကိုချုပ်ဖက်ရတာခြေထဲမှာငါဖမ်းရတယ်လို့ပါပဲ။အော်အခြေအနေအမျိုးမျိုးကြောင့်ကောက်သွားတဲ့မြအုပ်ကလေးတွေများ ပြောပါတယ်ပြောလိုက်ပါပြီချင်းမူလလာရအတိုင်းဖြောက်တန်းစွာထွက်ခွာခွင့်မရတာကိုကမောင်အင်းဟုတ်ကဲ့ဆက်လက်ပြီးကျွန်တော်ဖတ်ပြမှာတော့ဆိုင်းဆရာခန့်ညီပြေရေးတာထားတဲ့ငါဝမ်းမပူစာတော်လဲဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြမှာဖြစ်ပါတယ်ဆက်လက်နားဆင်ပြကြပါခင်ဗျာငါဝမ်းမပူစာတော်လဲ တဆတဆမြင့်တက်လာနေသောနေမင်းကြီးကသူ၏အရှင်အဝါကိုအစွမ်းကုန်ထုတ်လွှတ်ပြသည်ချသည်နှင့်တရှိန်ရှိန်ပူလောင်လွန်လာသည်ကတ္တရာလမကြီးကလည်းအပူရှင်ချောင်းပိုး၍နှက်မောင်းနေတဲ့ရောင်ရောင်ပြာလွန်လင်မိုးကောင်းကင်ကိုနောက်ခံထား၍အညာတွင်ဤမိုးတက်လွလွနေကပူပြင်းလာပြီသည်လမပေါ်ရှိလူအများကထိုအပူကိုတတိမထားနိုင်ပဲသွားလာ၍ကောင်းနေကြတော့မည်လူသားတို့ဤပိယေတနာအပူကိုနေမင်းကြီးလည်းအရှုံးပေးသွားသည်လားမသိဘူး တိမ်မဲအုပ်တစုဤနောက်ွယ်သို့ခိတ္တပုံခုသွားသည်၎င်းအရေးကြပဝန်ချင်းတခွင်ကအနေငယ်အုပ်ဆိုင်ဆိုင်ဖြစ်သွား၏ထွေချင်းစိုက်ကားစရာကိုတိန်တရာသူဤစိုက်ကားကိုခက်ပြေးပြေးနေလာရင်ညောင်မင်းအိုကြီး၏အရေးအောက်၌ပြုတ်လုထားသောစိုက်ကားဂိတ်တွင်ထိုးရလိုက်သည်ကိုတိန်ဤစိုက်ကားဂိတ်အတွင်မရောက်မီကပင်စောက်ကြုံနေကြသောကိုတိန်ဤဘောရာများကလည်းအတံမျိုးစုံပြုတ်ရင်းသူတို့ဤမိတ်ဆွေကြီးနောက်တစ်ခေါက်ခေါက်လိုက်နေကြသည် အမီတနက်နဲ့အော်တန်တီအီဖြင့်ခွေးလေးခွေးလေးငါးကောင်တို့၏အတန်စုစုချောင်းတိတ်ဆိတ်နေသောပတ်ဝန်းကျင်နှင့်အခုမှနိုးထဆူပြေလာတော့သည်။ညောင်ပင်အောက်ကြားဝိုင်းမှမျိုးလုံးများကလည်းကိုသိန်းနှင့်အပေါင်းပါများစီစုပုံရောက်လာကြသည်။ဘောင်သိန်းဟာမင်းတို့သားဘာတွေခက်ဝေးနေကြစမ်းပါကွာ။ငါတို့အောင်နောက်တယ်။တကယ်တည်းကွာအဖေပြန်လာမျိုးနေတဲ့သားသမီးကြီးကြာနေရပဲ။စုညံပွက်လို့ရိုက်ကုန်။ ကိုကြီးတောင်းပါဒီကောင်တွေအကြောင်း သိတာနဲ့ကျွန်တော်ပြန်လာရင်ပေါင်ဖို့ဘေးသားတွေစားရတော့မယ်ဆိုတာသိနေကြတာကိုဗျခမားတို့ကသူတို့ကိုရှိတယ်လို့ကသဘောမထားကြပဲသူတို့ကလည်းဘယ်ရေးလုံးပါလို့ခမားကြီးဘယ်နှပွဲရှုံးပြီးပြီးတော့ကိုကြီးတောင်းပါဒီမဲ့ဘေးတော့ပက်ရမ်းမနေနဲ့တစ်ဖက်ရေးတိုက်ဆိုတိုက်မယ်ဗျဒီနေ့မနေ့စိုက်ကတိုက်ကောင်းတယ်ဗျလူကတော့အစ္စလမ်ဝေသွားတာပဲကိုသိန်းလည်းစကားပြောရင်းလက်ထွက်ခိုင်ထားတော့စပယ်တွဲလေးများကို နီးစက်ရာညောင်ခိုင်းပြနိုင်ချင်နေလေသည်ခွေလေးကောင်ကလည်းသူ့ကိုမြတ်တော်မခံမော့ကြည့်နေရင်အမီးများကတနက်နက်ထိုအထဲမှခွေးပြူမတကောင်ကကိုသိန်းရီနောက်ချောကိုဗရက်ရက်တက်လိုက်သည်ဟာပြူမတော့ကဲပြီငါကလေးပေါက်စလေးတွေကြောင့်မျက်နှာသာပေးတာကိုနင်းကအခွင့်ရင်းယူရဲပေါ့လေကျွေးပါပါဟာအိန္ဒိယကိုမရဘူးလာခဲ့ဟိုကောင်လေးပါအနက်ွက်တကောင်ကဘယ်များလဲလုံနေတာပါလေ ီကောင်တွေကလည်းကိုကြီးတောင်းတို့ကိုပစင်တို့ကြားနေတာပဲကလေးဖေတွေလုံနေပြီကလေးတွေကြာပစ်ထားကြတာတကယ်စားပြီးနားမလဲတွေပဲကိုသိန်းကြီးစကားအဆုံးမှာကိုပစင်ကပြစ်ပြစ်နေနေလမ်းဆက်လိုက်သည်ကိုကြီးတောင်းကမေဘေးက "तू อ่ะမင်းမကြောက်နိုင်ငါတို့ကိုမနာလို့ဖြစ်နေတဲ့ကောင်အေးမင်းငါတို့လို့စိုက်ကားတိုက်ကြီးအိမ်ကိုတပြားမှမပြေးပဲနေရလားညနေဒွန်းအတူဒွန်းနေသူအဖြူဟဲရလား" နောက်ဆုံးကြားတော်ကွန်းရကြီးမထိုးရဲတဲ့ကောင်ကငါတို့ဘုရားပြောရတဲ့ရှိတယ်ဗျာရဲစဝင်ရိုင်းတာကိုကြီးတောင်းစကားအစုံကိုသိန်းကအာရပါရရေးလိုက်ပြီးအတူကြီးကလည်းချစ်ချိုးပါနဲ့ဂျာတာချတာချစ်လို့စတာလေးကြဒါပဲပြောချင်တာပြောပြီးရင်ဒီအတိုင်းပဲအေးပေးပါကျွန်တော်ကနန်တော်ကြီးကိုတောက်တာပါဗျာအကိုတို့တိထားတဲ့အတိုင်းပဲအိမ်သူကရှူနာရှိုက်ကုန်ယောဂတဲ့ဗျာ အကြီးကောင်ကဒီနေ့ចောင်းဆတ်ထားတော့ရှိစုမစုပြောင်းဒီကြားတဲ့ငယ်ကောင်ကကြားဖြတ်နေမကောင်းလို့စီပြေထိုးရသေးဗျအိမ်ကလည်းနေစီတော့မှာဆိုတော့အဲ့ဒီအတွက်လုံးမင်းရပြန်ရောဗျာအကိုတို့သိတဲ့အတိုင်းစိုက်ကတိုက်ရတာလည်းတနေ့ငွေတနေ့ချေခြွေကိုမပါဘူးအဲ့ဒါလိုဟာတွေចောင်းမှာတော့တော့ကြီးလို့ရဲမင်းအမကိုကြောက်တာတော့မဟုတ်ပါဘူးဗျာမိရဲ့ပိမိရဲ့ချောက်ဘာကြောက်ရမလို့ဗျာဒါပေမဲ့ငယ်လေးငယ်မရား ဒီကြတဲ့ကျမ်းပါကြီးကခြူကြဆိုတော့အတနာပုပ်ပုံနဲ့ချစ်တာပါဗျကဲတော်ပါတော့ကိုသိန်းခိုရဲ့ညီးနေလိုက်တာဗျဟိုးမှမြင်တာခိုးတော်စိတ်ညစ်ပြီးထပ်ပြောပါပြီကိုကြီးသားမလုံပြီကျွန်တော်အဖြစ်စင်နေပြောပြတာပါဗျာကဲပါခမားတို့နဲ့ကုန်းကြီးကြားမထိုးလဲကျွန်တော်ဝယ်ကျွေးပါမယ်ဗျာဟေးမောင်ကြီးကိုကြီးသားတို့ဘုကုန်းတထုတ်ကွာအဲငါပြေးမယ်ဟဲ့ ကိုသိန်းကပြောပြီးလမ်းတစ်ဖက်မှမောင်ဦးကွန်းရဆိုင်ကိုလမ်းအောင်ပါလိုက်သည်၎င်းနောက်ပမှုပြေးသားများကိုခွေးလေးကောင်အားပြစ်ချကျွေးနေလေခွေးတအုပ်အမေဖြူမကတော့သူ့ချင်ရင်ကြိုက်ပြီးအခြားအကောင်များထက်ပို၍စားနေရသည်ပြီးနောက်ကိုသိန်းကသူ့စိုက်ကားပေါ်တက်ထိုင်လိုက်ရင်စိုက်ကားရှိဝစိပိတ်ခွက်ထဲမှစေဘောလိတ်တို့နှင့်မိချစ်ယူလိုက်ပြီးစိန်နှင့်နှက်နေတော်၏ညောင်ပင်အရိတ်ကအင်းမြတ် တောင်ဘက်မလမ်းမကန်းနမဲကြီးထမင်းဆိုင်ကြီးစီမှဟင်းနဲ့တင်းပြပြန်ကလည်းတောင်နေနဲ့အတူလွတ်မြောပါလာသည် အတန်ကြာထိုင်နေပြီးနောက်ကိုသိမ့်လဲလက်မနာကြီးကိုတစ်ချက်ကြည့်ရင်စိုက်ကားပေါ်မှာဆင်းလိုက်သည် စိုက်ကားကိုဂိတ်ရှိတွန်းထုတ်ရင်ကြားဝိုင်းမှလူများကိုလမ်းနှုတ်ဆက်လိုက်၏ကဲနော်ကြီးတို့ရေဒီနေ့ဆော့ဆော့ပိုက်စားတယ်ဗျဟိုဘက်ထမင်းဆိုင်ကဟင်းနဲ့တွေတော့ပါဆဲတယ်ပြီးမိမလက်ရဘဲဥကောင်လုံးကျော်ဆွဲဖို့ထမင်းစားလစ်ပြီးပြော ကိုသိန်းတို့ထမင်းဝဲကရူးရှိရှိမေမြေဆိုင်တဲလေးဤနဘေးမြေကြီးပေါ်တွင်စပွဲဝိုင်းအပုကိုချထားပြီးလင်မယားနှစ်ယောက်ငုတ်တို့ထိုင်စားနေကြသည်ဟင်းကတော့အထွေထူးမဟုတ်ဘဲဥတလုံးကိုချက်သွင်းနေတဲ့ဥဖြစ်ခောက်ကြော်ထားသောဘဲဥကောင်လို့ကြုံနေငရုတ်သည်ဆက်ဆက်ငပြားရီဖြောတစ်ခွက်အိမ်မေးဂွေးတော်ရဲ့ဝမဂွေးတော်ညို့၄50ညို့ကိုရင်းတွေဖြောပြီးပြီးတလောက်ဆိုကိုသိန်းတို့လင်မယားအတွက် special နေ့လေစာပြေဆုံးပြီး ကိုသိန်းဟာထမင်းလောက်ကိုပါဇက်အတွင်ပလုတ်ပလောက်ထက်သွင်းရင်မဲဒီအငယ်ကောင်ရောအိပ်ပျော်နေလားဒီကောင်ထမင်းရောစားနိုင်ရဲ့လားဟာနေမကောင်ပြီးကစားဆိုတော့ခရင်ပြက်နေကြပါတောက်တော့တေချာခရုဆိုင်ပါဟာဒီကောင်တဲဖို့ပေါ့အကြာကြီးဆောက်တော့ဆော့တော့အေးပက်တာပေါ့ဟာအေးပါနေကလည်းကျမ်းပါရင်သိမကောင်သေးတာဆိုတော့အရင်ကြီးလည်းပဲကြည့်နေနိုင်ပါလေစားစားဒီကောင်တို့အစားမပြဝင့်အောင်စားဟာ နေလို့သားမိတွေလည်းကအားမရပါဘူးအေးပေါ့လေဒါလည်းစူးစမ်းတော့စူးစမ်းအလုပ်လုပ်နေပါလေစိတ်တက်တော့မကြပါနဲ့ကွာရော့အဲ့ဒီဘဲဥကျော်နေကောင်စားစမ်းမဲတင်ဒါမှအာဟာရဖြစ်မှာကိုတင်းကဘဲဥကျော်ကိုသူ့မိမထမင်းပကံနဲ့ထက်ပေးလိုက်ပြီးဂွေးတောင်ညွတ်ငညွတ်သုံးညွတ်ကိုထမင်းတွေမြုပ်ကြပြာကြီးဆန်းလိုက်ပြီးထမင်းဆက်စားနေလိုက်၏ တော်လေးစားပါကိုသိန်းရဲ့ကျုပ်ကဝနေပြီတော့စောစောကတားငယ်ကိုဆံပြုတ်တိုက်ထားတယ်တားကဆံပြုတ်မတော့ချင်ဘူးတဲ့ထမင်းစားပဲကြည်ကြနေရလေမနေ့ဖြန်မှကျွေးမဲ့ချော့ထားတယ်အဲ့ဒါမနေ့ဖြန်မှအဝတီးမယ်ဗျာအမေဟေးကောင်းကောင်းချက်ကျွေးရမယ်ဆိုလို့ခေါင်းချထားရတယ်စကားအစုံကိုသိန်းအမို့ကြည့်လိုက်တော့မေတ္တမျက်နှာဤအထိပ္ပယ်ကိုသူကောင်းကောင်းကြည်နာလည်နေပြီသည် ်ခမင်းကိုလက်ဆက်သက်စားပြီးဘေးမှလက်ဆေးအင်းတော်တွေလက်၌ဆေးလိုက်သည်ပြီးနောက်ပစိုးဖြန့်ဝင်လိုက်ရင်လက်တုပ်ပြီးသားဖြစ်သွား၏မဲတင်းကိုနှုတ်ဆက်ပြီးစိုက်ကားဆွဲထွက်ခဲ့တော်သည်ကိုသိန်းတရာစိုက်ကားဂိတ်တွင်ငူကြီးထိုင်နေသည်ဒီနေ့မနေ့ဆော်ဆော်ဘူတာကြီးတစ်ခေါက်ပို့ပြီးကလေးကဂိတ်မှငုတ်တုတ်ကိုနိုင်အထိပတ်စင်ချာမလားစိတ်ရှုပ်ရှုပ်နဲ့ဆက်လိုက်ပဲလိတ်ဖွာနေသဖြင့်ခေါင်းကတိတ်မကြည့်ခြင်း နောက်ဆုံးစိုက်ကနောက်မီးကိုခေါင်းအုံပြီးမျက်စိမိတ်မိမ့်နေပြီဒီနေ့မှခက်ကလည်းလူချင်းနေသည် တရားအောင်မှမရှိစိုက်ကပါသည့်အတူတူကိုကြီးတောင်းတို့အပွင့်ငါးပြားထွက်သွားကြုံရသည်လမ်းမထက်စီတို့မျောလင်းချဲအပြင်းနေငေးနေပြီပြန်သည်မင်းလည်းကခက်ဆဆောအိမ်ယာမှာထားခဲ့ရ၍အနှဲငယ်တန်းဝေပြီးအိတ်ချင်လာတယ်လို့လို့ မျက်စိကိုမိတ်ထားပြီးမေးခနဲ့တစ်ချက်အိပ်ပျော်လူပျော်ခင်းတွင်စူးစူးညံ့အတန်နဲ့သူ့စိုက်ကအောက်သို့တစုံတစ်ခုကတွန်းဝင်လာသဖြင့် သူနိုးသွားပြီးခေါင်းထောင်ကြည့်မိသည် ကိုသိန်းစိုက်ကအောက်တွင်ခွေးသက်အုပ်အမေဖြူမကမှန်ဖီပြီးဟီးနေ၏သူ့ကိုနှက်ကွင်းနေတဲ့ကြားကထူးဟောင်နေသည်ဖြူမကလည်းသူ့အာကုန်းနဲ့တဝုံးဝုံးပြန်ဟောင်နေသည်ကိုသိန်းလည်းထောင်ထဲစိတ်ထွက်သွားပြီးနှက်ကွက်နေတာကြားကိုဟတ်ထုတ်လိုက်သည် ဒါ ਉਹ ပဲသင်းတို့တကောင်ကတတော်နဲ့မသွားသေးပဲတဟဲဟဲအောင်နေကြပြန်ပြီ။သူကစင်ပြီးတိုင်းပဲရွယ်လိုက်တော့မှခက်ဝဝေးသွားနေကြပြီးတအီအီလုံနေကြသေးသည်။ကိုသိန်းကငုတ်ထိုင်လိုက်ပြီးစိတ်ကအောက်မှဖြူမကိုကြည့်လိုက်သည်။ဇလုံးရွှဲကြီးနဲ့အာကုတကြီးမော့ကြည့်နေတော့ဖြူမသည်ချက်ချင်းခေါင်းပြန်ကုပ်သွားပြီးသူ့လက်တစ်ဖက်ကြားကအရာတစ်ခုကိုငုံနေနေ၏။အခုမှသူလည်းထိုအရာကိုမြင်သွားသည် အစီအပေါ်မှာအခောက်ကဖုံဖုံများနဲ့ရောထွေးနေပြီးရစ်ထင်နေအစီဖြူဖြူကြီးကတော့ဖြူဝင်းနေစင်နီနီရဲရဲအသားမြောင်းကလည်းအောက်သို့တွဲကျနေသည် ဖြူမကိုက်ချီလာသည့်အသားတွဲကြီးတစ်ခု90သားလောက်နေနေရှိပြီလေပြီအချိန်စောတဲ့တဲ့ဖြင့်ဓမင်းဆိုင်ကြီးလည်းချက်ပြုတ်နေစေဖြစ်တော့ကြောင့်ဟင်းတဲ့များဝေဝဲမလာသေး မောင်ဦးဤ900ဆိုင်လေးကဘူးလမ်းဤတစ်ဖက်ချမ်းတွင်900ဝယ်သူတဦးစားနှစ်ဦးစားနဲ့အသက်ဝင်နေသည်စိတ်ကားကဲ့ဤဂျောင်းဝဲကလည်းကိုကြီးသားတို့ပြန်လာကိုမြို့နေပုံရသည်ယခုအချိန်တွင်စိတ်ကားကဲ့၌လူတယောက်မှမမြင်တော့လူသူရှင်းနေသောစိတ်ကားကဲ့ညောင်ပင်ကြီးအောက်၌ခွေးပြမတကောင်နှင့်ခွေးအနဲ့ကြားတကောင်ပျော်ရွှင်စွာဆော့ကစားနေသည် ၎င်းအကြားတကောင်ကနဘေးတွင်ထိုင်ခင်းနေသည်ကိုအတေချာတတိထားကြည့်မြင်တွေ့နိုင်လောက်၏နေမင်းကြီးကလည်းသူ၏အစွမ်းကိုပြရန်တာစုလေသည်လားမသိစူးရှက်ရှက်အလင်းရောင်များကိုဒရက်ဆက်ထုတ်လွှင့်နေ၏ကတ္တရာလမ်းမကြီးကိုဖြတ်တန်းတိုက်ခိုက်လာသောလေပူပူများအောက်၌စိုက်ကားခိတ်လေသည် လူသူမဲ့စွာ တိတ်ဆိတ်နေပြန်တော်သည် ခန့်ညီပေအခုလိုအချိန်ပေးနှဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာအလုံးမဲ့ကိုစိတ်နှပြချမ်းသာချမ်းသာပြီးပေးရန်ပေါင်းဝကင်းဝေးကြပါစေလို့ဆုတောင်းမြတ်တာဘုရားအပ်ပါရခင်ဗျာကျွန်တော်ဒေါ်ဖင်းပါ